မင်္ဂလာမောင်နှံပြည့်စုံနိုင်ကြပါစေ။ဥစဉ်ဆွေတော်မျိုးတော်များအလုံးဥစဉ်ကတော့ဖြီးတည်သည့်ဆရာတော်ပါ။တရားတော်မြတ်ကိုယုံသေးလေးစားပြီးတော့မှဓမ္မနုဓမ္မပฏิပတ်တိမြင့်မြတ်တဲ့အချင်းမြတ်နဲ့ပူဇော်ခြင်းကြတွေထေလူငယ်တွေ ယူကျူးတွေမှာတီတော်တွေမှာတရားတော်တွေကို လေးလာတာတွေ့ရတဲ့အတွက်ပွမ်းသာပါတယ်အဲဒီမဲ့တရားတော်တွေကို လေးလာတဲ့အခါမှာတော့တော်တော်လေးစာဖတ်ထားတဲ့လူတွေလည်းရှိတယ်ဖုံကြီးထက်သီးတဲ့လူတွေလည်းရှိတယ်เนาะအသိပညာရှင်တွေအတဲပညာရှင်တွေလည်းအများကြီးရှိပါတယ်ပြောလို့တာကကိုရောကတရားလိုချင်နေဆိုရင် ပထမဆုံးဆုံးမလွေသူတယောက်ဖြစ်ရပါမယ်။နော်။ဒါကိုတို့ကဉာဏ်ပညာမပွင့်တဲ့အခါ သူများ လာပြောတာလို့ထင်နေတာမဟုတ်ပါဘူး။သူများ လာပြောတာမဟုတ်ပါဘူး။ငါသူတပားယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါမရှိပါဘူး။အကုန်လုံးမိမ့်မိမ့်ပြုလုပ်ခဲ့တဲ့အကြောင်းကြောင့်အကြောင်းဓမ္မအကြောင်းအကျိုးတရားတွေလို့ပြောရမှာပါ။ အခုဖုံဖုံပြောနေတဲ့အတန်တွေဟာယောဂီတွေနားထောင်နေတဲ့လူတွေရဲ့စိတ်အကျိုးတရားခံထားရလို့ပဲပြောရမှာပါအဲ့ဒါနဲ့ဖုံဖုံလို့မမြင်ရပါဘူးကိုယ်နဲ့တသွေးတွေတသားတွေပါပဲเนาะအဲ့ဒါနဲ့ဒါတရားမတ်တေနိလန်းမှာကာယ ानु ပဒနာရှိတယ်ဝေဒနာ ानु ပဒနာရှိတယ်စိတ်တ ानु ပဒနာရှိတယ်ဓမ္မ ानु ပဒနာရှိတယ် ပုံပုံတို့ကဖျားမဟုတ်တဲ့အတွက်ဒီယောဂီကဘေကမထန်းနဲ့အစဉ်ပြေမလေးဆိုတာကို မသိနိုင်ပါဘူးဘေဖုန်ကြီးမလည်းအဲ့ဒါနဲ့ကိုနဲ့ဝါသနာဇယိတ်နဲ့ကိုက်ညီတဲ့ကမထန်းတစ်ခုခုကိုကျင်းကြရတာပါအခုကြည်တော်ပေါ်ဒီမှာ YouTube ပေါ်ဒီမှာ တွေးနေရလို့ဟိုကသင်းငူမှာ အာနဲ့လှုပ်ပြီးတော့ရှူနေရတာတို့မဟာပလင်မှတ်နေတာတွေကိုမားတယ်လေဗာလေးညာလေးသုံးသက်နေကြတာပေါ့အမမပါဘူးဗာလို့ဖုံဖုံတို့ကမမဘူးလို့ထောက်လေဆိုရင်မြတ်စွာဘုရားရှင်ဟာဖယားဖြစ်ပြီးတဲ့အခါသတ္တသတ္ထဝင်စံတာရှိပါတယ်သတ္တသတ္ထဝင်စံနေဆိုတာတနေရာမှာ9ရက်9ရက်စီဝင်ပြီးစံစားတာပေါ့အဲ့ဒီမှာပန်လင်ကသတ္ထဆိုတာရှိပါတယ် ပလင်ကသတ္တငါဆိုတာထိုင်ပြီးတော့ခဏရဲလုံးလုံးထိုင်ပြီးတော့မှဝင်စားတာကိုခေါ်ပါတယ်စင်ကမသတ္တဟလမ်းလျှောက်ပြီးတော့လေခဏရဲပေါ့ဗေဒနာကရသတ္တဟအဲ့လိုမျိုးခဏမျိုးရှိပါတယ်မြတ်စွာဘုရားရှင်ခွန်ခွန်ခွန်လီလေးစေကိုရဲ့ပေါ့နော်လေးစေကိုရဲ့လူတွေကိုတရားမဟောဘဲနဲ့ဘာလုပ်နေလဲဖလားတမပဲဝင်စားတဲ့အခါထိုင်ပြီးတော့ခဏရဲလုံးလုံးနေနိုင်ဖို့ဆိုတာ ချိုတင်ပြီးတော့လေ့ကျင့်ထားမှရမှာပါအဲ့ဒါနဲ့မဟာပလင်မက်တာကိုမားတယ်လို့ပြောနေတဲ့လူတွေမကောင်းပါဘူးမမားပါဘူးနော်ဖုံဖုံတို့အတွေ့အကြုံနဲ့ဖုံဖုံတို့ကရှင်ကိုင်းပြီးတော့ပြောတာပါမမားပါဘူးဘေတရားစခန်းရိတ်တာမှလည်းမမားပါဘူးအမှန်တကယ်ဆိုရင်ဒါကိုတို့အတွက်အစားလေ့ကျင့်ပေးတာပေါ့ကိုတို့ကအဲ့ဒီမှာ အဆုံးမရောက်သေးပါဘူး တရားဆိုတာကအမြဲတမ်းလေ့ကျင့်နေရမှာဖြစ်ပါတယ်။ဖုံဖုံတို့လည်းအခုအကြံကောင်းဉာဏ်ကောင်းပေးနေတယ်ဆိုတာတရားအလုပ်ကို စတင်ဖို့တွဲတဲအောင် တွဲဖြစ်ပါတယ်။မျက်လုံးဖွင့်ပြီးတော့မှတရားမှတ်တက်နေအောင်။နောက်ပြီးတော့မှမျက်လုံးမိတ်ပြီးတော့မှတ်တက်လာမှာပေါ့။မျက်လုံးဖွင့်ပြီးတော့မှတ်တက်လာအောင်တစားတစားအလုပ်လုပ်ရင်းနဲ့ဘယ်လိုလုပ်ရမလဲ။ခိုင်တာလေးကိုသီးပေးရမယ်။ရှားတာလေးကိုသီးပေးရမယ်။ နော်မိမွေးရင်မိမွေးတာလေးကိုဥမခလုတ်ကိုဖြူထိုးတဲ့အခါဖြူထိုးတဲ့မိပလက်ကိုစီးပေးရမယ်ဘာလို့စီးပေးရတာလဲဆိုတော့စိတ်ကိုပိတ်ဆုံးပံမှာရှိနေအောင်လို့အဲ့ဒါကစိတ်တနုပသနာနဲ့ကာယနုပသနာနဲ့ပေါင်းထားတာဖြစ်ပါတယ်နော်ယူဆက်ထားတာမဟုတ်ပါဘူးပေါင်းထားတာပါယူဆက်တယ်ဆိုတာကဟိုကဂုံတော်ရွတ်တာတို့နဲ့တရားမှတ်တာနဲ့မယောဆဲရပါဘူးဘာဖြစ်လို့လဲဆိုတော့အလုံးများတတ်ပါတယ် နော်ဘာလို့အလုံးများတယ်လို့ဟိုကဂုံတော်ရွတ်တာတွေရွတ်ဖက်တာတွေကကန်လန်းဖြစ်နေပြီးတော့မှတရားမတ်တာကညံလန်းဖြစ်နေတဲ့အတွက်ကိုကအဲ့ဒီညံလန်းကို မရောက်နိုင်တော့ပဲအတားအဆီးအနေနဲ့ကန်လန်းကနေလူတွေနဲ့အများကြီးခင်လာမယ်တရားဆိုတာကတယောက်တည်းနေတစိမ့်တည်းထားတယောက်တည်းကျင့်နေရတာပါအဲ့ဒါဆိုဖုံဖုံကဖုံဖုံတရားကျင့်နေနေပြီးပြောသေးတယ် ။ဘာလို့ TikTok ပေါ်တွေမှာ YouTube ပေါ်တွေမှာပြောနေတာလဲ။မေ့စရာရှိပါတယ်။နော်ဒါကကိုကအတွေးအကြုံရင်းသင်လာတဲ့အခါပြောချင်တဲ့စိတ်တွေပေါ်လာတဲ့စေတနာကြောင်းပြောနေရတာဖြစ်ပါတယ်။နော်ဒါလေးဝဲကျွေးတစ်ခုခံနေရတာပေါ့။ဘလောင်းများတကတကမားတွေစီကဘလောက်တောင်စားထားသလဲဘလောက်တောင်စူတောင်းခေကြသလဲအဲတငေချင်းတွေဖြစ်ခဲ့တဲ့ဥပမာလွန်ခဲ့တဲ့ဘဝတငေချင်းတွေဖြစ်ခဲ့ရင် မင်းလည်းကျင်းရင်ငါတို့ကလည်းနေနေလောက်နီလန်းလေးပေးအောင်နော်ဆိုတော့အဲ့လိုမျိုးဂတိကဝတ်တွေရှိခဲ့တာလေဖြစ်ရှင်ဖြစ်မှာပေါ့အဲ့ဒါနဲ့ပြောပြနေရတာပေါ့နော်ဒါပေမဲ့ဖုံဖုံထက်ဆရာကြီး တွေကလည်းနောက်ထောင်နေပါတယ်နော်ဒီကိုတော့မှဒီလိုမပြောသင့်ဘူးဟိုလိုပြောသင့်နေနဲ့နောက်ထောင်နေတဲ့ဆရာကြီးတွေလည်းရှိပါတယ်ဒါဖုံဖုံတို့ကဒီဆွေမျိုးယောဂီအသစ်တွေယောဂီအဟောင်းတွေရှိနိုင်တယ် တချို့ဆွေမျိုးတွေကလည်းပြောပြလို့လက်မခံတဲ့ဆွေမျိုးတွေလည်းရှိပါတယ်။ဘာလို့လက်မခံလဲဆိုတော့သူတို့ကထွက်လေဝင်လေမဲ့ပြီးတော့မှနာကျင်တဲ့နေရာကိုထောင်ပြီးတော့หนีလို့ကောင်းလိုက်တာหนีလို့ကောင်းလိုက်တာအဲ့ဒါနဲ့တရားရတော်တွေလူတွေရှိပါတယ်။တရားမရဘဲနဲ့လမ်းမနေတဲ့လူတွေကိုဦးဇင်းတို့ကဆက်ပြီးတော့မှဒီလိုမျိုးမဲရသေးတယ်တရားဆိုတာအချိန်တိုင်းမဲနေရတာစက္ကန့်တိုင်းခန္ဓာဖြစ်ပေါ်တိုင်းသိပေးနေရတာဆိုတာလေ သူတို့လက်မခံတော့ပါဘူးအခုယောဂီတို့လေကိုတို့